လေးဟုန်ဖြင့်ရွေမျောသောနဂါးဘရုစ်လီ၏ဘဝဆက်ကြောင်းအဝေးကလေးဟုန်တန်ကိုကြားရသည့်နေ့ရက်များကလေးကဟောင်ကောင်၏ကြေးမြောင်းသောလမ်းကြားလေးများတွင်ကလေးတဦးကစားနေခဲ့သည်အမိမာလီရှင်ဖန်းတို့သောနောင်တွင်ကဘာကြီးကဘရုစ်လီဟုသိရှိလာမိကလေးပေါ့အဆအဦးကန်ဂျမာက သူ့ကို1940ခုနှစ်ဆန်ဖရန်စစ္စကိုမြို့တွင်ငွေဖွားစေခဲ့သည် ဟောင်ကောင်သို့ပြန်ရောက်သောအခါငေရွယ်သည့်ရှင်ဖန်းသည်မြို့ပြ၏ရှုပ်ထွေးမှုများကြားတွင် ပြောညံ့သောကလေးအဖြစ်ကြီးပြင်းလာခဲ့ရသည်သို့သောသူဘဝပြောင်းလဲသွားခဲ့သည်မှာယူစီအမည်ရှိကွန်ဖူးရှက်စကားပြောเสียရတဦးထံဝမ်ပိုက်ကိုလက်သီးနှင့်အတင်းခံလိုက်ရသည့်နေမစာပြီးဖြစ်သည် ထိုနေမစာကသူသည် ကိုခံပညာကို စတင်လေ့လာခဲ့ပြီးလျင်မြန်စွာကျွမ်းကျင်လာခဲ့သည်ငကားလေးဟုံး အသက်၈၈နှစ်တွင်ဘရုစ်လီသည်မိသားစုအရေးလမ်းပေါ်အရေးများကြောင့်အမေရိကသို့ခြေလမ်းစတင်ရန် ဆုံးဖြတ်ခဲ့သည် သူသည်ရှိုလင်ကွန်ဘူးကိုတင် जा ပို့ချရင်သူ၏ကိုယ်ပိုင်တွေးခေါ်များကို ရှင်းလင်းပြသစွာပြောဆိုတတ်သူဖြစ်လာခဲ့သည်အတားအဆီးမရှိသောနီလန်းသည် အကောင်းဆုံးနီလန်းဟူသည့်သူ၏တတနာသည် ထိုစဉ်ကရိုးရာကိုခံပညာလောကအတွက်နှိုင်းထစေခဲ့သည် ဟောင်ကောင်မှ ဟောလိဝုဒ်သို့ဟောလိဝုဒ်ရုပ်ရှင်လောကသည် အာရှမျိုးနွယ်ဖြစ်သူအားအခွင့်အလမ်းများမပေးခဲ့တော့လဲဘရုစ်လီသည်လက်သေးဖြားဖြင့်ကုတ်ချစ်တက်လာခဲ့သည် အစိမ်းရောင်ပိုးကောင်ဇလန်းတွင် ကာတိုခေါင်းဆောင်အဖြစ် သူ၏ပါဝင်မှုက လူသိများလာခဲ့သည်သို့သောသူ၏စွမ်းရည်အပြည့်ကိုကဘာကြီးကမြင်တွေ့ခွင့်ရခဲ့သည်မှာဟောင်ကောင်ရုပ်ရှင်များဖြစ်သည့်ဒိုင်းလုံးကြီးများဒေါသပြင်းထန်သောလူငယ်နှင့် လူသေးမင်းထိုးခုတ်ခြင်းတို့မှဖြစ်သည် သူဤလှုပ်ရှားမှုများမိုက်ခရိုဖုန်းကိုဒဏ်ရာရစေနိုင်သည့်အထိမြန်ဆန်ပြတ်သားသောလက်ဝဲကြော်များကကဘာကိုအံ့အားသင့်စေခဲ့သည်ကြံရိတ်ခဲ့သောအမွေ1983ခုနှစ်ဇူလိုင်လ20ရက်နေ့တွင်ကဘာကြီးသည်အံ့ဩခဲ့ရသည် အသက်32နှစ်အရွယ်ဘရုစ်လီ ကွယ်လွန်သွားခဲ့သည် သို့တော်သူဤမိတောက်သည်မငြိမ်းသက်ခဲ့ပေ သူသည်ကိုခန့်ပညာကိုအမှုပညာတရက်အဖြစ်မြင့်တင်ပေးခဲ့သူအာရှဆက်ဆောင်တဦးအနေဖြင့်ဟောလိဝုဒ်တွင် တကားဖွင့်ပေးခဲ့သူ ရန်သူမရှိကန့်သက်ချက်မရှိဟူသောစိတ်ဓာတ်ကိုလက်ဆင့်ကမ်းပေးခဲ့သူအဖြစ်ကြံရစ်ခဲ့သည်ဘရုစ်လီသည်ရုပ်ရှင်ဇာတ်ကောင်တဦးထပ်ပိုသည် သူသည်ဇွဲကြန့်ခိုင်မှုနှင့်ကိုဝိုင်တွေးခေါ်တို့၏တင်ဂေတာတစ်ခုဖြစ်သည် သူ၏အမွေအနှစ်မှာရုပ်ရှင်ဖန်သားပြများကြီးကြော်လွန်၍ယနေ့တိုင်လူငယ်များအားအိမ်မက်များကို လိုက်စားရန် ကိုပိုင်လန်းချောင်းကို ဖောက်ထွက်ရန်စေခိုင်းနေစေပင်ဖြစ်သည်သူ၏ဘဝဆက်ချောင်းသည်ကျွန်ုပ်တို့အားတတိပေးနေသည်မှာအကန့်အသတ်များကိုကြော်လွားရန် စိတ်အားထက်သန်မှုနှင့်စွမ်းရည်သာအဓိကကြသည်ဟုသောအချက်ပင်ဖြစ်သည်